မျိုးသမီးတွေမှာตาจอဖြတ်တယ်ဆိုတာဘာလဲဆိုတာကိုသိဖို့အတွက် အခုဗီဒီယိုလေးကိုကြည့်ပေးပါနော်ตาจ้อဖြတ်တယ်ဆိုတာကကိုဝင်လုံးဝမရအောင် တားလိုက်တဲ့နီလန်တနီပဲဖြစ်ပါတယ်ဒီပုံလေးဟာဆိုရင်အမျိုးသမီးတွေရဲ့အ တဲ့အိမ်ရဲ့မာမျိုးဥရဲ့မာမျိုးဥပြွန်ရဲ့ကိုပြထားတာပဲဖြစ်ပါတယ်။အမျိုးသမီးလေးတစ်ယောက်ဟာအမျိုးသားနဲ့အတူတူနေတဲ့အခါမျိုးမှာဆိုရင်အမျိုးသားရဲ့တုပ်ပိုးကောင်လေးတွေကဒီမိမက်ကိုကနေတဆင်ပေါ့နော်။ဒီမာမျိုးဥပြွန်နဲ့ကို ဝင်လာပါတယ်။အဲ့ဒီအခါမှာရှိတဲ့မာမျိုးဥနဲ့ဒီတုပ်ပိုးကောင်လေးဟာပေါင်းဆက်မိကြတယ်ဆိုရင်တော့ဖြင့်ကိုဝင်ရတယ်တတိအောင်တယ်ဆိုတာမျိုးပဲဖြစ်ပါတယ်ရှင်။ ဒါဆိုရင်ဆ iam မတို့ကဒီတုပ်ပိုးကောင်လေးလာရလမ်းဖြစ်တဲ့မာမျိုးဥပြုံကိုဖြတ်ပလိုက်တာဒါမှမဟုတ်ဘူးဆိုလဲခြီးပလိုက်တာပေါ့နော်တုပ်ပိုးကောင်လေးကမာမျိုးဥစီကိုသွားမဲ့လမ်းချောင်းကိုဖြတ်တောက်ပလိုက်တာမျိုးကိုဆ iam မတို့ကတားကြောဖြတ်တယ်လို့ခေါ်ပါတယ်ရှင်ဒီတားကြောဖြတ်တာက တခြားကိုဝင်တားဖို့ဈေးထိုးဈေးတောက်တာပစ္စည်းထည့်တာတွေနဲ့ရှင်မယ်ဆိုရင် သူကလုံးဝကိုကိုဝင်ပြန်ပြီးတော့မရနိုင်တော့တာဖြစ်တဲ့အတွက်ကြောင့်မို့သူဒီကိုဝင်လုံးဝမယူတော့ဘူးတေချာတယ်ငါဒီဘွားတော့တာသမီမမွေးတော့ဘူးဆိုတဲ့သူတွေပဲလုံးတက်ပါတယ် တားချောဖြတ်ထားတဲ့အမျိုးသမီးလေးတွေကပုံမှန်အတိုင်းပဲရာသီလာမှာပဲဖြစ်ပါတယ်။ညတော်အားဖြင့်တော့ကလေးမွေးရင်နဲ့တားချော ဖြတ်တာကိုတစ်ခါလဲတစ်ပြိုင်နဲ့လုံးကြတာများတယ်ပေါ့နော်။တားချောဖြတ်တာက တခြားဟော်မုန်းဈေးတွေတောက်တာထိုးရတတ်ဆိုင်ရင်တော့ခန္ဓာကိုယ်ကိုထိခိုက်မှုအ ਨੇ ဆုံးပြီးထွက်ဆိုးချိုးအ ਨੇ ဆုံးပေးတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုဝင်မယူတော့ဦးသေးချာလဲဆိုရင်တော့တားချောဖြတ်လို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မဒေါက်တာဂရိစ်ပါ။